မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဆွေးနွေးမိမိသားစုမှကြိုးစားပါရစေဗျာဒီဒီပတ်ပြန်လည်ဖြေကြားကောင်းမြတ်အစီပြရတယ်ဒီတည်းမှာကျွန်တော်တို့ channel လေးမှာမိများဆုံတန်းထားတဲ့ခုနသားသမီးနဲ့ပုံကိုပေါင်းလို့ပေးထားတဲ့မိကုံးလေးကိုပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်ဗျာဒီကမိများတဲ့ကိစ္စတော့အိုးဝင်လောက်ကနေပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးအဆင်မပြေဘူးဆိုတဲ့ပုံကများအလောက်ကနေအဆင်မပြေဘူးအိမ်တော်ကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးအိမ်မှာပူညာပူညာဖြစ်တယ်။အိုးအိမ်လောက်ကနေပတ်သက်တဲ့အဆင်မပြေကြတဲ့ပုံကူများ အဲနဲ့ပတ်သက်ပြီးမေးမြန်းထားတာဖြစ်ပါတယ်ဗျာဒါကြောင့်အိုးရေလောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမပြေကြတဲ့ပုံကူများနော်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အစီအမပြေကြတဲ့ပုံကူများလုပ်ငန်းနဲ့ပတ်သက်တဲ့အစီအမပြေကြတဲ့ပုံကူအားလုံးတို့ဒီကျွန်တော်တို့ရပြောရင်မိမိအိမ်ရဲ့ယာဥတော်အနောက်မြောက်တော်လှဲ့လှဲ့ပြီးလို့ရှိရင်ကျွန်တော်လိမ်မော်လေးတစ်ခွက်ကိုအဲခမရအိမ်မှာတကောတကောပေါ့တန်ကုန်းလောက်တောက်ပြီးမှဆူတော့ အသင်လေးမောကြီးတဲ့ကျွန်တော်လောက်ကင်မကောင်းဘူးဗျာအိမ်မအိမ်နှွေးအဆင်မပြေဘူးလောက်ကင်မကောင်းဘူးအိမ်မပူညာပူညာဖြစ်နေအိမ်ကောင်းကြီးလည်းအဆင်မပြေဘူးအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့ပြေးရှင်းနေဗျာအဲ့တော့အများဆုံးပြေးအောင်အသင်လေးမောကြီးလေးကကိုကြီးဆောက်ချောက်ပါဆိုတဲ့အကြောင်းအလီလီစားစားနဲ့ရာဦးတော်နောက်မြောက်တော့လှည့်ပြီးတော့လေးမောကြီးလေးခမရတကုံးလောက်တောက်မယ်ဆိုရင်တင့်မှာပိတ်ဆိုနေတဲ့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စအလောက်ကင်နဲ့ပတ်သက်တဲ့ကိစ္စအိမ်မပူညာပူညာကိစ္စများအများဆုံးငြင်းညံ့တော့မှာဖြစ်ပါတယ်ဗျာ เนาะအဲ့ဒါလေးတစ်ချက်မန်နီပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာအငွေငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်မပြေဘူးပြည်ရန်ရန်ဇာတ်တွေအလိုမကျဘူးလက်ထက်မှာပတ်သက်ပြတ်တယ်ငွေကြီးနဲ့ပတ်သက်ပြည်ရန်ရန်ဇာတ်များယာယီလွှဲချုံမှုဖြစ်ပြီးငွေကြီးတွေနဲ့မပြည့်စုံတဲ့ကာလမျိုးဖြစ်ပါတယ်ဒီခုဒီချိန်မှာအလောက်ကိုင်းဒီငွေကြီးတွေကတော့ဒီတစ်ခါထဲမှာအသိအဆင်မပြေတာဘူးဗျအဆင်မပြေဖြစ်နေတာကောင်းတယ်အဆင်မပြေဖြစ်နေတဲ့အတွက်လည်းအလောက်အဆင်မပြေဘူးအဆင်မပြေဖြစ်ရင်ကောင်းပြီတိတ်အဆင်ပြေရင်ပြဿနာတက်တတ်တယ် အဲငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေလက်ထက်မှာတိတ်အဆင်မပြေဘူးအဲ့ဒါကောင်းတယ်ဗျာတိတ်အဆင်ပြေရင်လက်ထက်မှာရှိတဲ့ပတ်သက်ဂုံဂုံသွားတတ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်မှာလက်ထက်မှာတိတ်အဆင်မပြေတတ်ဘူးဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့ပုံကိုယ်တွေကတင်းတင်းလာအရှိအရာကိုလှည့်အခုနကလိမ်မော်ကြီးလေးတငုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့ငွေကြီးကံများအများဆုံးပွန်လမ်းမှာဖြစ်ပါတယ်အတင်းလိမ်မော်ကြီးလေးတင်းတော့လေး အပတ်စံနဲ့ပတ်သက်လို့လိုးနေတယ်ကျွန်တော်လိုတဲ့ပတ်စံဘလောက်ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်လိုတာဘလောက်အဲ့ဒါတွေနဲ့ပတ်သက်တယ်ကျွန်တော်တို့မှာပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေတဲ့ကိစ္စလေးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအမြန်ဆုံးဆင်ပြေအောင်ကုညီစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတင်းလာအရှိရာကိုလက်ပြီးလိန်မော်လေးတောက်မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ် အဲ့ငွေကြီးနဲ့အလိမ်မွေလေးရတော့ရာဟုတောင်းလဲတောင်းရဲ့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စအလုတ်ပေါ်မှာဖြစ်ပေါ်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေတယ်လို့တနည်းလားအရှိရကိုလှည့်ပြီးတောင်းရင်တော့အလူနဲ့ပတ်သက်တဲ့ကိစ္စရွှေနဲ့ပတ်သက်တဲ့ကိစ္စလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စပေးရရန်ဇာများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာငွေသားတက်တဲ့လူကြီးတော့အင်္ကာတော့အရှိတောင်းတော့အဲရောင်းလို့အော်ဘဘူးတောင်ရက်ကိုလည်းလိမ်မော်လေးတောက်ပြီးဆူတောင်းမယ်ဆိုရင်လွဲချော်နေတဲ့ခီးစကားတွေတဲ့တယ်လို့ငွေကြီးနဲ့ပတ်သက်တဲ့ကံများ ပွင့်လန်းမှာဖြစ်ပါတယ်မိမိလိုအပ်နေတဲ့ငွေကြီးမိမိလိုနေတာဒီနေ့မှဘလောက်လောက်လိုတယ်ဆိုတဲ့အခွင့်အလမ်းလိုချင်တဲ့ပုံကိုအားလုံးတော့ဗုဒ္ဓတောင်ရက်ကိုလက်ပြီးမှအဲ့ဒီခမအဲ့ဒီလိမ္မော်ကြီးလေးတောက်မယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကံများနော်ငွေကြီးနဲ့ပတ်သက်တဲ့မိမိရင်းနှီးသုံးရမယ့်ငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်အာထီကန်နေပကောင်းမှုထီကန်နေပွင့်နေတဲ့ထီနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးထီပေါက်ချင်တဲ့ငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်းနေတယ်ဆိုရင်တော့ ကြာတာပရိနေဝင်တဲ့အရက်ကိုလှည့်အနောက်ရက်ကိုလှည့်ပြီးမှခမရလိမ္မော်လေးကိုတောက်ပြီးမှဆူတောင်းအတင်းလိမ္မော်ကြီးလေကျွန်တော်တို့ဒီဘက်ထီကန်လေးတွေဆမ်းမယ်ဗျာအထီကန်လေးတွေနဲ့ပတ်သက်ဆမ်းမယ်ဆမ်းတဲ့ထီကန်လေးတွေအများဆုံးပွင့်နေတယ်ဒါကြောင့်အများဆုံးပွဲအောင်ကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းကြာတာပရိအနောက်ရက်ကိုလှည့်ပြီးတော့ထီကန်လေးတွေဆမ်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီတစ်ပတ်ထဲမှာတဲ့ကိုကူကြားပြီးတဲ့အချိန်အစားပြီးဒီတစ်ပတ်အတွင်းမှာတော့ကျွန်တော်တို့ထီကန်လေးတွေစားမယ်ဆိုရင်တော့ရှစ်တို့ နှစ်တို့လေးတို့ငါဆိုတဲ့အခွေလေးတွေခွေးမဲ့ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အထီးကံများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဂျာသာပတိအနောက်ရကိုလက်ခမရလိမ္မော်လေးကိုတောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်ထီးကံတွေပွင့်လာပြီးတော့တကယ်လို့ထီးကံလေးတွေဆမ်းမယ်ဆိုရင်တော့ရှစ်တို့နှစ်တို့လေးတို့ငါတို့ပါတဲ့အခွေလေးတွေခွေးပြီးတော့ကန်ဆမ်းမယ်ဆိုရင်တင်းတို့ဒီဒီဘက်ထဲမှာထီးကံများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်။ဒီချိန်မှာရိုးရာတွေပြက်နေပါတယ်ဗျာရိုးရာဖော်မှဒူရာကြောင့်အမှုခင်းပြဿနာတွေဖြစ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမ်းမှုတွေရှိတယ်အလူတွေမလူနိုင်ဘူး အာတူနဲ့တူယုံကြည်မှုကင်းပြီးပြဿနာတက်နေတဲ့ကာလမျိုးဖြစ်ပါတယ်အိုးရေလောက်ကန်စွန့်ခွာပြေးရတဲ့ကာလမျိုးတွေဖြစ်တဲ့အတွက်ရိုးရတွေပြက်နေပါတယ်ဗျာစစ်ပြေလို့ထွက်ပြေးရတယ်အာတိုက်ပွဲတွေဖြစ်လို့ထွက်ပြေးရတယ်အာတိုက်ပွဲတွေကြောင့်အိုးရေလောက်ကန်နေတဲ့ပတ်သက်တာအဆင်မပြေဘူးအိမ်တွေမိရှုခံရတယ်အာတန်တန်ကန်တဲ့တန်တန်စစ်ဖြစ်တယ်အာရေကြီးတယ်မိုးရွာတယ်ပြေးပြိုးတယ် မီးလောင်နေအာကိစ္စတွေနဲ့ပတ်သက်တဲ့ပြည်ရမမြတ်တွေရဲ့ခမရရိုးရီပြက်နေတာဖြစ်တဲ့အတွက်ပြဿနာပေါင်း1600တော့တက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာရိုးရဖော်မယ်ဆိုရင်တော့ခမရအင်္ကာတော့အရှိတောင်တော့လှက်လှက်ပြီးမှခမရအဲ့ဒီလိမ္မော်လေးတစ်ခွက်ကိုတောက်ပြီးမှသူတော့အတင်လိမ္မော်လေးရဲ့ရိုးရဖော်လို့ဒိုးရကြိုးပြီးအမှုခင်းပြဿနာတွေဝင်းနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့တကြောင်ရိုးရီဖော်လို့ရိုးဒိုးရကြိုးပြီးငွေကြီးများအဆင်ပြေအောင်နော်အမှုခင်းပြဿနာများဝေးအောင် ငွေကြီးနဲ့မှဆုလိုက်ပြုံလိုက်ရအောင်ကုညီစောင့်ကြောက်တော့မူပါဆိုတဲ့ကြောင့်အင်္ကာတောင်းအရှိတောင်းတောင်းလှက်လှက်ပြီးမှခမရလိမ်မော်လေးတစ်ခွက်လောက်တောက်ပြီးမှတငုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်ရိုးရဖို့လို့ဒိုးရကြောပြီးငွေကြီးများဆုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှဖြစ်ပါတယ်ဗျာဒီချိန်မှာကျွန်တော်တို့ဝါတွင်းနဲ့နှိလာပါပြီဝါတွင်းတဲ့အခါမှာခမရရိုးရတွေနဲ့ပတ်သက်တဲ့တင်ကြမြောက်ကြမယ်ဆိုရင်တော့ကျွန်တော်တို့ရပြောရင်တော့မြတ်ဖရာမှာ မိမိအိမ်ကဖះဒါမှမဟုတ်ရင်သပွဲလေးတစ်ခုပေါ်မှာအင်္ဂါတောင်းအရှိတောင်းတောင်းကိုလှည့်လှည့်ပြီးလို့ရှိရင်လိမ္မော်လေးကိုခမခွက်ကလေးနဲ့သုံးခွက်ထည့်ထည့်ပြီးမှဆုတော်အလိမ္မော်သုံးခွက်ထည့်ပြီးမှနောက်အိုင်မှာဆုတော်မိမိတို့နဲ့ပတ်သက်တဲ့နိနေဆက်သက်ရိုးရများနောက်အိုင်မှာရိုးရဖော်လို့တို့ကကြော်နေပြီတို့ကကြော်တဲ့ကြငွေကြီးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပါသည်အန္တရာယ်ကင်းဘေးချင်းပါလေမိမိမှာမိမိမှာဘေကိစ္စတွေရတာအထူးလို့ရနေတာဘေကိစ္စဘေကိစ္စဘေကိစ္စတွေအများဆုံးအစဉ်ပြောင်းကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်း အင်္ဂါတော့အရှိတောင်တောင်ကိုလက်ခမဖန်ခွက်ကလေးထဲမှာခွက်ကလေးတစ်ခုထဲမှာအဲ့ခမအေးပါလိမ္မော်လေးကိုသုံးခွက်ထက်ထက်ပြီးမှဆူတောင်းသားမှာဗျာတင်းတော့မှာပိတ်ဆို့နေသောကံများဆူတောင်းပြီးပါလေဗျာဆူတောင်းပြီးအောင်လို့တက်ဆိုင်ရာရိုးရဖို့လို့ဒိုးရကြောပြီးတော့တက်ဆိုင်ရာပုံကိုယ်ရဲ့အကူအညီစောင့်ကြောက်မှုကြောင့်လိမ္မော်လေးကိုသုံးခွက်အင်္ဂါတော့အရှိတောင်တောင်လှည့်ပြီးမှခမဆလူပြီးမှဆူတောင်းမယ်ဆိုရင်တော့ မိမိတို့ရဲ့ရိုးရာရမြည်သည့်ပုံကိုမစိုးလှုပ်လို့ရပါတယ်အဲရိုးရာရလှုပ်လို့မယ်ဆိုရင်တော့တင်းတော့မှာအမှုခင်းပြဿနာကြီးဝေပြီးရိုးရာဖော်လို့ဒိုးရာကြော်ပြီးငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်းရောက်လာမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးချက်ကြည့်တယ်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာအိုးရင်လုပ်ခဲ့မဲ့လင်မယားချင်းအစီအမံပြေတတ်ဘူးတမီးရီသားချင်းအစီအမံပြေတတ်ဘူးလုပ်ငန်းခွင်အတွင်းမှာအစီအမံပြေတတ်ပါဘူးဗျာတယောက်နဲ့တယောက်ယုံကြည်မှုကင်းခဲ့ပြီးတော့ယာယီပြဿနာပေါ်တတ်လို့သူနဲ့မခေါ်မပြောအိမ်ရဆင်းတာ အပြည့်တနာတက်တာမျိုးအရာဖြစ်တာမျိုးကြုံရတဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်အဲဒီအိမ်မမိသားစုမျိုးချစ်ချစ်ခင်ခင်မရှိဘူးပြည့်တနာတွေတက်နေတယ်။တူးနဲ့တူးလုံချင်မှုကင်းခဲ့ပြီးတော့အဲမုန်းနေတယ်ဆိုရင်တော့မိတို့အိမ်မှာရှိတဲ့ထမင်းချက်တဲ့အခါမှာအပေါ်ထမင်းလေးကိုလှလိုက်တဲ့အခါမှာအပေါ်မှာရှိတဲ့ထမင်းဦးကိုဥပောင်းလို့ခေါ်တယ်ဗျ။ဥပောင်းလို့ခေါ်တယ်။အဲ့ဒီထမင်းဥပောင်းလေးကိုခင်ဗျာအရင်ဇွန်လေးနဲ့ခတ်ပြီးတော့ပကံလေးတစ်လုံးမှာထည့်အဲ့ဒီပကံလေးရဲ့အောက်ထက်မှာစကုတရမှာကိုယ့်ရဲ့နာမည်ရဲ့ ကိုနဲ့ချစ်ခင်မြန်နှုတ်တီလူတွေရဲ့နာမည်လေးကိုရေးပြီးမှထမင်းဥပုံးလေးကိုအဲ့ဆက်ကူလေးပေါ်မှာတင်းတင်းပြီးမှဆူတောင်းမယ်ဆိုရင်တော့ဥအောင်ပေါင်းအောင်မှာဖြစ်ပါတယ်ဗျာဥပေါင်းဥပေါင်းတော့ခမရအဲ့မှာဟိုကပေါင်းဝိသားလူတွေကဥမယ်ဥတဲ့လူတွေကလည်းပေါင်းမှာတော့မှာဖြစ်ပါတယ်ဒါကြောင့်ထမင်းဥပေါင်းလေးကိုလှူပြီးမှထမင်းဥပေါင်းလေးရဲ့အောက်မှာ ਨੇ မိမိချစ်ခင်များတို့ရဲ့လူတွေရဲ့နာမည်တွေကိုရေးပြီးမှဥပပေါင်းလေးကိုတင်းတမဲဥပပေါင်းလေးကိုခါဇွန်လင်းခါတင်းပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ချစ်ခင်များမျိုးမှုနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးအဆင်မပြေဘူးအိမ်နေရေးအဆင်မပြေဘူးမိသားစုနဲ့ပတ်သက်တဲ့အဆင်မပြေတဲ့ကိစ္စများအများဆုံးအဆင်ပြေမီဖြစ်ပါကြောင်း လေးလေးစားစားပြန်ကြပြေးလိုက်ပါလေဗျာဒီတစ်ပတ်ထဲမှာတော့ကျွန်တော်တို့ရိုးရည်ဖော်ကြပါလိမ္မော်ရည်လေးနဲ့လိမ္မော်ရည်တစ်ခုတည်းဟူတာပြေးသွားတာဖြစ်ပါတယ်ရာဦးတောင်းကိုလှည့်ပြီးတော့လိမ္မော်ရည်လေးတောက်ပြီးဆူတောင်းမယ်ဆိုရင်အလောက်ကိုင်းနဲ့ပတ်သက်တာပြေးမယ်အလောက်ကြောင့်ဖြစ်ပေါ်တဲ့ငွေကြီးတွေပြေးမယ်တနည်းလားအရှိအရာကိုလှည့်ရင်တော့ငွေကြီးနဲ့ပတ်သက်လို့ပြေးမယ်အလူဒါနာတွေနဲ့ပတ်သက်လို့ပြေးမယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေပြေးမယ်ရွှေဦးဝင်သေးနိုင်တော့ငွေကြီးများဝင်ရောက်လာပြီးတော့ ဗုဒ္ဓတောင်ရက်ကိုလှည့်ပြီဆိုရင်တော့မိမိတို့ယနေ့300ဆွေးရမယ်ကိစ္စတွေငွေကြေးများအများဆုံးပွင့်လန်းပြီးတော့ကြာသာပရိအနောက်ရက်ကိုလှည့်ပြီးတော့လိမ္မော်လေးကိုတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ကျိုးရဖို့လို့ဒိုးရကြော်ပြီးအမှုခင်းပြဿနာများဝေးကွာပြီးငွေကြေးများထိပေါက်တယ်လို့အဆုလိုက်ပြုံလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်။ထီကန်လေးတွေလည်းကျွန်တော်တို့ပေးထားတာဖြစ်ပါတယ်ဗျာ။အင်္ဂါတော့အရှိတောင်တော့လှည့်ရင်တော့ကျိုးရတွေဖောနေတာဖြစ်ပါတယ်။ကျိုးရဖို့လို့ဒိုးရကြော်ပြီးအမှုခင်းပြဿနာဝေးမယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေမှာဖြစ်ပါတယ်။အဲ့ဒီလိုပဲ မနော်အဲ့ဒါဘောဘောပေါ့တက်ဆိုင်ရမိမိတို့ရိုးရလိုက်ပုံကူလေးတင်ပတ်တင်မှာလိမ္မော်ကြီးသုံးကွက်ကိုဖြောပြီးတော့အင်္ဂါတောင်အရှိတောင်တောင်လှည့်ပြီးတော့စူတောင်းမယ်ဆိုလို့ရှိရင်မိမိတို့ရဲ့ဖြစ်ပေါ်နေတဲ့ကိစ္စမှန်သမျှအားလုံးခမစူတောင်းခြင်းအပြင်ရိုးရဖော်တရားတွေဒိုးရကြောပြီးစိတ်မိမိတို့ရိုးရရစိတ်ချမ်းသာကိုချမ်းသာနဲ့ကိုကြီးစောင့်ကြောက်မှုကြောင့်အမြန်ဆုံးအဆင်ပြေမိဖြစ်ပါကြောင်းတပတ်သာမိထားတဲ့မိကုန်းလေးကိုပြန်ကြပြေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်မပြပါဗျာ